ကယ်ဆယ်ရေးလုတ်တဲ့နေရာမှာဝင်သွားရင်းနဲ့မှထပ်ပြီးတော့ငလင်းထက်လို့တာကယ်ဆယ်ရေးဝင်ပြီးအိုက်တဲ့အိုက်တိုက်ခဲကိုဝင်နေရင်းနဲ့မှတော့ငလင်းကထပ်ဖိုက်မှန်ပြီးတော့ပြန်လှုပ်တဲ့ဆင်မှာအကုန်ပြန်ထွက်ပေးကြတာပေါ့အိုက်ပြန်နေပြီးတော့ပြိုပြိုတော့မှဆိုတော့လေအလန်းနေလိုက်ပြီးတော့အဲ့လိုထွက်ပြေးရင်းနဲ့မှအကုံကတော့အမြန်ပြေးနေတာပါတော့ပြေးနေတော့ဟိုဒီလိုမြေပြင်မဟုတ်ဘူးလေကျွန်တော်တော့တန်တန်ဟိုတန်ချောင်းကြီးအုပ်ပုံကြီးအိုက်ကြားထဲကနေကြော်ဖွားပြီးသွားတာကျွန်တော်ဖြည်းဖြည်းချင်းမသွားလို့ရတော့နောက်ဆုံးတယောက်တည်းပဲကျန်တော့ကျွန်တော်တယောက်တည်းကျန်ခဲ့ရအဖြစ်မှာ အဲ့နောက်ဆုံးအပြင်ဟိုကလေးရောက်တော့လုံးဝအပုံကအပြင်ရောက်ကျွန်တော်တယောက်တည်းကျန်တော့ကမထူးတော့အဲ့မှာချိုးလဲချတာအဲ့ချိုးနဲ့ပုံပြီးတော့အောက်မှာမှုရအောင်ဆီအဲ့ကိုခုံဒီချိန်မှာညာဘက်နဲ့ပဲချထင်တာအဲ့ဘယ်ပဲဖြစ်ပြီးသားစောင်းလည်းပဲချောင်းပြင်းချလိုက်တော့လုံးဝဟန်ချက်မညီဘဲနဲ့တော်တော်ကြီးကိုနာသွားဘူးနာသွားတဲ့ချိန်မှာဘောမရှောင်းနဲ့တော့အဲ့မှာဖင်ဒီယိုတိုက်ချပြီးတော့ပဲဖင်ဒီယိုတိုက်ရှိုးချလိုက်ရတယ်နော်အဲ့မှာတည်းကနာသွားပြီး operation လုပ်အောင် ဆရာကို operation လုပ်အောင်ပေါ့နော်ဒီဒီရပိုင်းလေးဖြစ်ပေါ်များ operation လုံးမှသာလေတော့ပြန်ပြီးအဆင်ပြေမှာဖြစ်တဲ့အတွက် operation လုပ်ဖို့တော့ season လေးဟုတ်ဒီရပိုင်းလေးမှာအမြန်ဆုံးတော့လုပ်မှာနော်အဓိကတော့ price ကြဆိုတာအများရဲ့အကျိုးပေါ့နော်အများအကျိုးလုပ်တယ်အဲ့တော့စိတ်စိတ်ထားတဲ့ရင်မြတ်တယ်ပေါ့ကိုစိတ်ထားလေးရတယ်အများကိုကုညီရဲ့စိတ်အာပြန်ရလို့တဲ့ဟာမျိုးကိုလုံးဝမတွေးဘဲနဲ့ writer specific ကိုကတော့ဒီ အဲအများကိုကူညီနိုင်မှုအများကိုကယ်တင်လဲဘယ်လိုလဲလို့ပြင်အစီအစဉ်လဲဒါမျိုးလေးပဲတွေးပြီးတော့အကောင်းဆုံးဟိုလုပ်တင်တယ်လို့ထင်တယ်အကူကူတိုင်းလည်းဒီပရိုက်တာတမားတယောက်ကောင်းဖြစ်အောင်လေကူကူတိုင်းလည်းအများကြီးစိုးစားဖို့လိုတယ်ကူကူတိုင်းကအရေးချင်းရှိမှသာလေအကယ်စင်းလုပ်ငန်းဆိုလဲကူကူတိုင်းကသွားကယ်တယ်ဖို့အတွက်အရေးချင်းမရှိရင်ကယ်စင်းလုပ်ငန်းလုပ်လို့မရဘူးအဲ့တော့ကူကူတိုင်းလည်းတော်အောင်လုပ်အောင်လို့ပြင်အများကိုကူညီရမယ်စင်တဲ့တော့အရင်တော့လည်းအဲ့လိုဒီအများကြီးတွဲလို့ကူတယ် အာ promotion ပွဲတွေရောပါတယ်ရောစွန်ရရောအစားအကုန်လုံးလုပ်ခဲ့အခုလည်းထပ်ပြီးတော့ဒါသတိတရားနဲ့လှမ်းပြီးတော့ကျွန်တော်လှမ်းပြီးတော့ဖိတ်ဖိတ်ကြရဲဖိတ်ကြပြီးတော့ promotion ပွဲလေးလုပ်ဖို့ဆိုပြီးပြောတယ်ဒါပေမဲ့ကျွန်တော်ပြောရကျွန်တော်စိတ်တမ်းမှိုင်းစိတ်မကောင်းဘူးရတယ်အဆင်ပြေတယ်လာပါဒီမှာထိုင်နေရတယ်အဆင်ပြေစလို့ဒါနေအာကျွန်တော်လမ်းဆောင်နေတော့လာပြီးလာခေါ်မယ်ဆိုပြီးတော့အာဖိတ်ကြရဲအတွက်လာပြီးတော့ဒါရောက်ရောက်ရှိလာပါဘောနော်ဟုတ်ကျမကြီးကတော့အရင်အရင်တစ်ခေါက်ကရေပေးတဲ့ကကျွန်တော်ဖြစ်ထားတာ6လောက်ဒူးရွပြဲတာပေါ့နော် အာနင်း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 ပြေးတယ်ဆိုတော့ကဟိုဘယ်လိုပြောအရင်အရင်ပြေးတာတော့မဟုတ်နင်းနင်းပြေးသွားတာရေပြေးသွားပြီးတော့ကေလေးလုတ်ကေအဲ့လိုဖြစ်သွားတယ်အဲ့ဖြစ်သွားတဲ့ဒဏ်အခုတော်တော်လေးကိုကောင်းနေပြီပေါ့နော်လမ်းလည်းလျှောက်လို့ရနေပြီကျွန်တော်ပွဲရည်ဆိုလို့ပြန်တက်နေပြီအဲ့လိုလုံနေချိန်မှာအခုငလင်းဖြစ်တယ်ငလင်းဖြစ်တော့ဒါပေမဲ့မသွားလို့လည်းမဖြစ်ဘူးဆိုတော့ကေသွားလိုက်မယ်ဆိုပြီးတော့ဆက်သွားလိုက်ရဆက်သွားလိုက်တဲ့ချိန်မှာအဲ့မှာရောက်ရောက်ချင်းနေပဲစာပြေကေသေးလေးလုံးရတော့မှာဆိုတော့အဲ့ကေသေးလေးလုတ်တဲ့နေရာမှာဝင်သွားရင်းနဲ့မှာထပ်ပြီးတော့ငလင်းထက်လို့တာ ကယ်ဆယ်ရေးဝင်ပြီးအဲ့တဲ့အဲ့တိုက်ခဲကိုဝင်နေနေမှာတော့ငလျင်အဆက်5.3တော့ပြန်လှုပ်တဲ့ဆင်မှာအကုန်ပြန်ဖတ်ပေးကြရပါ IP နေပြီးပျို့ပျို့တော့မှာဆိုတော့လေအလန်းနေလည်းပြီးအဲ့လိုဖတ်ပြင်းနေမှာအကုန်ကတော့အမြန်ပြီးနေတာပါတော့ပြီးနေတော့ဟိုဒီလိုမြေပြင်မဟုတ်ဘူးလေကျွန်တော်တန်တန်ဟိုတန်ချောင်းနေအုပ်ပုံနေအဲ့ကြားထဲကနေကြော်ခွာပြီးသွားတာကျွန်တော်ဖြည်းဖြည်းချင်းတော့သွားလို့ရနောက်ဆုံးတယောက်တည်းပဲကျန်တာကျွန်တော်တယောက်တည်းပဲကျန်ခဲ့ရအထက်မှာအဲ့နောက်ဆုံးအပြင်ဟိုကလေရောက်တော့လုံးဝ အကုန်လုံးအမြင်ရောက်ကျွန်တော်တို့ရောက်တဲ့ကျန်တော့ကမထူးတော့ဆိုအဲ့မှာကျိုးလဲချတာအဲ့ကျိုးနဲ့ပုံပြီးတော့အောက်မှာမှုရတော့ဆိုအဲ့ကိုပုံဒီချိန်မှာညာဘက်နဲ့ပဲချတင်တာအဲ့ဘယ်ပဲဖြစ်ပြီးသားစောင်းလည်းပဲချောင်းပြင်းလိုက်တော့လုံးဝဟန်ချက်မညီဘဲနဲ့တော်တော်ကြီးကိုနာသွားပေါ့နာသွားတဲ့ချိန်မှာတော့မရှောင်းနဲ့တော့အဲ့မှာပင်ဒီယိုတိုက်ချပြီးတော့ပဲပင်ဒီယိုတိုက်ရှော့ချလိုက်ရတယ်နော်အဲ့မှာတည်းကနာသွားပြီပြချင်းတော့အကုန်လုံးရေခဲကြီးပိုင်းကတ်နဲ့ပြီးစေးကြီးပိုင်းတောင်းနဲ့ပြန်တော့တက်တာသွားတယ်ပေါ့နော်တက်တာသွားတယ်အဲ့တော့နောက်ရက်ဒီပိုင်းတွေလည်းဆက်လုပ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ အဲ့တော့တော့ဆေးတောက်တယ်သွေးပူနေလို့ဖြစ်လိုက်မယ်ဒါပေမဲ့ဒီရောက်တော့မှဆေးကင်းပြတော့လုံးဝအရွက်ကပြတ်သွားတဲ့ပုံစံမျိုးတော်တော်ကြီးကိုစိုးစိုးကပြတ်သွားတဲ့ပုံစံမျိုးဖြစ်နေတော့အခုတော့ဒါလေးဆေးကင်းပြတယ်တော့နားနေဆောက်လေအလွတ်သွားလို့သွားလို့လည်းတိတ်မကောင်းသေးဘူးဟုတ်အော်ပရေရှင်းလုပ်အောင်ဆောက်ကို operation လုပ်အောင်ပေါ့နော်ဒီဒီရပိုင်းလေးဖြစ်လို့များ operation လုံးမှဒါလေးကပြန်ပြီးအဆင်ပြေမှာဖြစ်တဲ့အတွက် operation လုပ်ဖို့တော့စီစဉ်နေပြီဟုတ်ဒီရပိုင်းလေးမှာအမြန်ဆုံးတော့လုပ်မှာနော် ဘေးတွေကြုံနေအခက်ခဲကြုံနေနေမှာကျွန်တော်တို့ကထဲထဲဝင်ဝင်တရားလေးကူညီရမှာပေါ့နော်ကေသေးလေးဆိုရင်တရားလုံးအောင်ဘာလို့လဲကျွန်တော်တို့အရင်ကကေသေးတင်နေတက်ထားတယ်ရှာဘူးကေသေးတင်နေဒါမျိုးတက်ထားရဲဆိုတော့ဒါမျိုးဖြစ်လာရဲဆိုပိုကေသေးတွေပိုလုံးအောင်ဒီချိန်ကျမှကျွန်တော်တိတ်ပြီးတော့အဲ့လိုလုပ်ဖို့တော့ကကိုကိုရိုင်းကကျမရဲ့အဲ့လိုတိတ်မကောင်းဖြစ်နေတယ်တိတ်တိတ်မလုပ်နိုင်ဘူးဒါတော့ကြားတဲ့လောက်ကိုကျွန်တော်ဟိုဘယ်လိုပြောပြီးပြီးလုပ်တာပါ အဲပေးပြီးလုပ်တဲ့ဒန်းလေးလည်းပါတယ်ကိုခံရတာပေါ့နော်အခုကျတော့ဒီလမ်းကောင်းမရှောင်းနိုင်ဘူးဒါလည်း operation လုပ်ပြီးသွားမှာပဲအဆင်ပြေသွားတော့ပေါ့နော်အဲ့တော့ operation လုပ်မယ်လေးချိန်ကနေကြလုပ်မယ်ရှင်တိုင်းပြန်ဖြစ်အောင်နည်းနည်းအချိန်ယူအောင်ဒါ3-4လလောက်တော့3-4လလောက်သုံးမို့5လလောက်တော့အချိန်ယူအောင်ပဲအဲ့ဒီတော့လည်းအကောင်းဆုံးအမြန်ဆုံးကောင်းအောင်လည်းပြင်ဆင်နေပါတယ်ဟုတ်ပုံမှန်ဆိုရင်နေနေနေလို့မဟုတ်ဘူးပေါ့ဟိုအနည်းငယ်လို့ရှိရင်ရှိရင် operator လုပ်နေပဲလေပတ်နေတာဆိုတော့လေအဲ့တော့ အခုဆိုရင်တော့အချိန်လေးတော့ပေးရမယ်ဘာလို့လဲကိုကိုရိုင်းလဲကျမရဲ့ကောင်းကိုကိုရိုင်းလဲအဲကုညီဖို့အတွက်ရေရှင်းပြေဝါမှသာလေများများပြီဆိုကုညီနိုင်မှာပေါ့နော်အဲ့တော့ပို့ဖို့တော့နည်းနည်းလေးပြန်ချက်ရအောင်ပါပေါ့နော်ဒီလိုမျိုးဖွဲ့စည်းမှုကတော့ဟိုဒါတပထမအောင်ဆုံးဖြစ်မှာပေါ့နော်ဒါပေမဲ့ဟိုရေရောလောက်ခုရယ်ပေါ့နော်ဒါပေမဲ့ဒီ6ရက်ဒီပါရီအဲ့လိုမျိုးကျမရဲ့ကွဲစိတ်သာတော့ဒါပထမအောင်ဆုံးချိန်ကွဲစိတ်မှုပဲပေါ့နော် ြန်ပြီးတော့အချိန်တော့ယူအောင်မယ်ပြီးရင်လေ့ကျင့်လည်းပြန်လုပ်အောင်မယ်ပေါ့နော်အပြန်ကောင်းမှုတော့ရှိပါဟုတ်ပြန်ကောင်းမှုအတွက်ပဲခွဲခွဲတာပေါ့နော်ခွဲဦးဆိုရင်တော့အဆင်မပြေဘူးမခွဲဦးဆိုရင်အချိန်ပိုပြီးအကြာကြာပေးရမယ်ပြီးရင်ရေရှည်မှလည်းဟိုလမ်းလျှောက်ပြေးတာလွှားတာခုနကလုံးလို့မရတော့ဘူးအဲ့လိုဖြစ်တဲ့အတွက်ဒါ operation လုပ်ရအောင်မင်းတို့ကပူတာပေါ့နော်ခွဲမယ်ဆိုလဲခွဲအလုံးပေါ့နော်ပြောတယ်အတင်းကဇမိုင်းကလည်းပြောတယ်ခွဲမယ်ဆိုလဲခွဲလုံးလုံးဆရာကြီးကလုံး ျွန်တော်တော့အဲ့လိုဟို logo စကင်နေရတော့အဓိကတော့ဟိုဟိုမှာပြလိုက်ရမပြလိုက်ပြနေရတာပေါ့နော်။အော်ပဲညာနဲ့ခွဲရမလဲဘာမှမတိတော့စုံစမ်းရင်းနဲ့ပြနေရတာဆိုတော့လေအခုအဲ့ဒါကိုလည်းမြန်မြန်ပြမြန်မြန်လုပ်ပေါ့နော်။အဲ့လိုတော့ဇမိုက်တို့ရောပြောတယ်အိမ်ကလည်းပြောတယ်အဲ့ဒါအများဆုံးတော့ခွဲဖို့တော့ဒီလာကုံသို့မဟုတ်လာမကုံရင်သို့မဟုတ်လာကုံပြီးပေါ့နော်။အဲ့ရဲ့ပိုင်းလေးမှာတော့ခွဲပြသွားမှာပေါ့။ဆေးရုံတက်ရမယ်ပြီးရင်45ရက်နားရမယ်ပေါ့နော်။45ရက်နားနောက်45ရက်မှာလေ့ကျင့်ခန်းလေးပြန်လုပ်ရမယ်လို့ပြောတယ် အဲ့တော့အဲ့အဲ့ရက်ကလေးတော့ပြီးခံပြီးနေရမှာပေါ့လေအဓိကတော့ writer ဆိုတာအများရဲ့အကျိုးပဲပေါ့နော်အများအကျိုးလုပ်တယ်အဲ့တော့စိတ်စိတ်ထားတတ်ရင်မြတ်တယ်ပေါ့ကိုယ်စိတ်ထားလေးရတယ်အများကိုကိုကြီးရဲ့စိတ်အာပြန်ရလို့တဲ့ဟာမျိုးကိုလုံးဝမတွေးဘဲနဲ့ writer စစ်စစ်ဖြစ်ပေါ်တော့ဒီအာအများကိုကိုကြီးနိုင်မှုအများကိုကယ်ကျင်လဲပေါ့ဘယ်လိုလဲလို့ပြင်ဆင်ပြမလဲဒါမျိုးလေးတွေပဲတွေးပြီးတော့အကောင်းဆုံးဟိုလုံးတင်တယ်လို့ထင်တယ် အကူကူရိုင်းလည်းဒီပရိုက်တာကတမားတယောက်ကောင်းဖြစ်အောင်လေကူကူရိုင်းလည်းအများကြီးစိုးစားဖို့လိုတယ်ကူကူရိုင်းကအရေးချင်းရှိမှသာလေအကယ်စင်းလုပ်ငန်းဆိုလည်းကူကူရိုင်းကသွားကယ်ဆယ်ဖို့အတွက်အရေးချင်းမရှိရင်ကယ်စင်းလုပ်ငန်းလုပ်လို့မရဘူးအဲ့တော့ကူကူရိုင်းလည်းတော်အောင်လုပ်အောင်လို့ပြင်အများကိုကူညီရမယ်အားလုံးတော်ကြပါရဲ့ဒီမှာကတော်တယ်အားလုံးကလည်းလုံးချင်သေးရှိရဘိုးတော်ကလည်းဆိုတချို့ကတော့စနစ်ကြတင်တင်ကြထားတာရှိတယ်ပြင်ပစ္စည်းကြီးကစုံနေတယ်နံပါတ်တစ်ခုကတော့လုံးချင်သေးတစ်ခုပဲရှိတယ်အဲ့တော့အော် ကျွန်တော်တွေ့ထားတဲ့ခါကြီးကတူတော်ကောင်းဆိုတာတူတော်ကောင်းဆိုတာတူတော်ကောင်းတူတော်ကောင်းဆိုတာလူတိုင်းလည်းရင်းနေတယ်အဲ့ဒီကလုံးလေးပေါ့နော်တူတော်ကောင်းဘာလဲဆိုတော့လေ तू ကတူတော်နဲ့တူကောင်းပေါင်းတာလားနှစ်ခုပေါင်းတာဘာလို့လဲတော်လဲတော်ကောင်းလဲကောင်းအော်ကောင်းနေုံနဲ့ခုညီချင်းတဲ့စိတ်ကောင်းနေုံနဲ့သွားပြီးတော့တူတော်ကောင်းမဖြစ်ဘူးပေါ့နော်အဓိက perfect ဖြစ်ဖို့ကတူတော်ကောင်းဖြစ်ဖို့အရေးကြီးတာအဲ့တော့တော်လဲတော်အောင်ကောင်းလဲကောင်းအောင်ကိုကိုရိုင်းကဓာတ်ရီလုံးရှင်နေဆိုရင် ဒီလိုလုံးနိုင်တဲ့အခြေချင်းရှိဖို့လိုတယ်အဲ့တော့ဟိုဘီဒီလိုမျိုးတွေလုံးချင်လဲဆိုရင်တင်တန်းနေတက်ဖို့လိုတယ်ဒီဟာနဲ့ပတ်သက်တဲ့ခါတွေလေ့လာဖို့လိုတယ်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ခါတွေလေ့လာဖို့လိုတယ်ပရိုက်တာဆိုရင်ပရိုက်တာနဲ့ပတ်သက်တဲ့ခါတွေလေ့လာဖို့လိုတယ်အဲ့လိုမှလာတယ်ပရိုက်တာလောက်တော့ကယ်ဆယ်ရေးလောက်တော့အားလုံးကိုကျွမ်းချင်မယ်လို့ဆိုတော့ဘောနော်